နံပါတ်3ချက်အနေနဲ့ပါရလဲဆိုတော့ကြောက်ရွံ့မှုကိုတတိနဲ့ဖြေရှင်းဖို့လိုအပ်တယ်ဆိုတော့သိရမယ်အဲ့တော့ကြောက်ရွံ့မှုတွေဒီလူတိုင်းရှိတယ်ဥပမာကြာရှုံးမှကြောက်တယ်ဟိုပဲချခံရမှကြောက်တယ်လူတွေအပြစ်ပြောမှကြောက်တယ်ဒါစသဖြင့်ပေါ့နော်အဲ့တော့အဲ့ဒီကြောက်ရွံ့မှုတွေဒီပါလဲဆိုတော့ဟိုအမြဲတမ်းရှိနေမယ်ဟာဒါတွေကိုရှောင်လွှဲလို့မရဘူးဒါပေမဲ့အဲ အရေးကြီးဆုံးသောအကောင်းဆုံးသောဖြည့်ရှင်ချက်ဒီပါလဲဆိုတော့ရုပ်မှုတွေကိုကြော်ဖြတ်နိုင်လာတဲ့အခါကျတော့မှတကယ်အောင်မြင်မှုစစ်ကိုရတယ်။အဲ့တော့ကျွန်တော်တို့ကဘယ်လိုတွေးလို့ရလဲဆိုတဲ့အခါကျတော့ဘလော့ဆရာတွေကိုရင်ဆိုင်ဖြည့်ရှင်လိုက်တဲ့အခါမှာကုကိုရိုင်းအတွက်ဟိုယုံကြည်မှုလဲရလာတယ်။နောက်တစ်ချက်ကပါလဲဆိုတော့အဲ ပြန်တွေးလိုက်တိုင်းကိုယ့်ရဲ့အောင်မြင်မှုကိုပြန်တွေးလိုက်တိုင်းမှာစိတ်ခွန်အားတွေရစေတယ်။ဒါကြောင့်မလို့ကျွန်တော်တို့တွေကကြောက်ရွံ့မှုတွေကိုတတိရှိရှိနဲ့ဖြေရှင်းရမယ်။ကြောက်စိတ်တွေဆိုတာကလည်းပဲတဘာဝပဲ။အဲ့ဒီတဘာဝကိုကျွန်တော်တို့တွေးဖို့လိုတယ်။အဲ့ဒီတဘာဝနဲ့အများများတွေးလေကျွန်တော်တို့ကျွန်တော်တို့ယုံကြည်မှုရှိလေလေပဲပေါ့နော်။ဒါကြောင့်မလို့တတိရှိရှိနဲ့အဲကျွန်တော်တို့ကြောက်စရာတွေကိုဖြေရှင်းရမယ်ပေါ့နော်။ကြောက်စရာတွေကိုရင်ဆိုင်ရမယ်။တလေးချက်အနေနဲ့ပါလဲဆိုတော့ကျွန်တော်တို့ရဲ့အတ္တတွေကျွန်တော်တို့ရဲ့မာနတွေကိုကျော်လွှမ်းရမယ်ဖယ်ရမယ်။ အဲ့တော့ရှေ့မှာပြောခဲ့သလိုကျွန်တော်ယုံကြည်မှုတွေရမယ်ဟိုစိတ်ကောမှုတွေကိုလက်ခံလိုက်လို့စိတ်ကောမှုတွေကိုရင်ဆိုင်လိုက်လို့ကိုယ့်ကိုယ်ယုံကြည်မှုတွေရလာတဲ့အခါမှာ man တက်လာတတ်တယ်ဥမာဟိုအတ္တတွေများလာတတ်တယ်အဲ့ခါကျတော့ယုံကြည်မှုတွေကကျတော့အောင်မြင်မှုစီကိုတွန်းပို့နိုင်နေဆိုပေမဲ့အတ္တတွေကကျကျွန်တော်နောက်ပြန်ဆွဲအတ္တတွေဒီမှာဖြစ်လဲဆိုတော့ကျွန်တော်ရဲ့ဒုတက်မှုတွေကိုဟန်တားတယ်အပြီးတဲ့ခါကျတော့ ဟိုအဖွဲကြီးတဲကနေပြီးတော့ဘေးကိုထွက်သွားစီတယ်ပေါ့နော်။အဲ့တော့လူတစ်ယောက်ဒီအတ္တရကြီးမယ်ကိုကိုကိုပြန်လဲစင်ကျင်မှုအားနည်းမယ်ကိုကိုကိုအမှန်ကိုအမှန်တိုင်းမမြင်တတ်ဘူးမမြင်နိုင်ဘူးဆိုလို့ရှိရင်ကိုတော်သွားထွက်နေတယ်ကိုစိတ်ထဲမှာမကောင်းဖြစ်နေမယ်တခြားသူတွေဘုံမနာလို့ဖြစ်နေမယ်ဆိုတာဟုတ် ုကိုယ်တိုင်မသိဘူးမမြင်နိုင်ဘူးပေါ့နော်ဒါပေမဲ့ပဝေးချိန်ရလူတွေတော့မြင်တယ်အပဝေးချိန်ရလူတွေကအာ तू ဒေါသတွေထွက်နေပါလားတခြားသူတွေဘောဟိုမနာလူတွေဖြစ်နေပါလားဆိုတော့ကိုကိုယ်တိုင်မမြင်ပေမဲ့ပဝေးချိန်ရလူတွေမြင်တယ်ဒါကြောင့်မလို့ကျွန်တော်တို့တွေကိုယ့်အတ္တကိုလည်းကြော်လွှားဖို့လိုတယ်ကိုကိုယ်ကိုလည်းသိဖို့လိုတယ်ကိုယ့်စိတ်ကိုအမှန်ကိုအမှန်တိုင်းမြင်ရမယ်ပေါ့နော်အတ္တတွေကိုကြော်လွှားရမယ်အဲ့တော့အဲနံပါတ်5အနေနဲ့ကတော့အစုပွဲမှုပါဝါပေါ့။ဒီပါဝါဒီလည်းအရေးကြီးရဲ့။အဲ့တော့လူရီဆိုတာကကျွန်တော်တို့ကတဦးတယောက်ဖဲလဲနေလို့မရဘူး။အဲ့တော့အစုပွဲမှုရှိရမယ်။ တော့ဒီနေရာမှာတခု highlight လုပ်ချင်တာပါလေတခုပြောချင်တာပါလေဆိုတော့ great leader တွေတကယ်ကိုမြင့်မြတ်တယ်တကယ်ကိုဟိုကောင်းမွန်တဲ့ leader တွေဆိုတာကသူကိုယ်တိုင်လင်းအောင်လုပ်တာမဟုတ်ဘူးပေါ့เนาะအဲ့တော့သူကိုယ်တိုင်လင်းဖို့ထက် ကိုယ့်ရဲ့ပဝင်းချင်မှာရှိတဲ့သူကိုယ့်ရဲ့လက်အငယ်သားတွေကိုလင်းအောင်လှုပ်ပေးလိုက်တာပေါ့နော်ဒါကြောင့်ပါဆိုဟိုလူတယောက်ရှိမယ်ဒီလူတယောက်ကသူ့ရဲ့ပဝင်းချင်သူ့ရဲ့ဟိုဆွေမျိုးတွေကိုအောင်မြင်တိုးတက်သွားအောင်ကူညီပေးနိုင်တာဒီသူဒီဟို great leader ဖြစ်တယ်ကောင်းမွန်တဲ့မုံမြတ်တဲ့ခေါင်းဆောင်ဖြစ်တယ်ပေါ့စကားပုံတစ်ခုလိုပဲပေါ့နော်တက်တပင်ကောင်းခတ်တတောင်းခိုနိုင်ဆိုရဲစကားပုံလိုပဲပေါ့နော်အဲ့တော့လူတယောက်ရဲ့တိုးတက်အောင်မြင်ခြင်းဒီအဲသူ့ရဲ့ပဝင်းချင်ပေါ့လည်းပဲကျွန်တော်တို့ဟိုအများကြီးထောက်ကူပြုတင်တယ်ပေါ့နော် ဲ့တော့ခါကြတော့ဒီနေရာမှာဗာလဲဆိုတော့ဟိုတယောက်တည်းလဲမနေတင်ဘူးဗာဖြစ်လဲဆိုတော့အဖွဲစည်းနဲ့ရှိတယ်ပြီးတဲ့ခါကျတော့ကိုကဟိုအားဖြစ်တယ်ပေါ့နော်အဲ့တော့ကိုရဲ့ chain တစ်ခုရှိနေတယ်ကို့မှာအဲကိုကိုရိုင်းကအောင်မြင်သွားပြီမဲ့ကိုရဲ့ပဝန်းကျင်ကိုရဲ့အဲဘေးပတ်ပတ်လည်မှာအဖွဲစည်းတစ်ခုပုံစံမျိုးဟိုကိုကထောက်ပံ့ပေးနိုင်တယ်ဆိုရင်ကိုကိုရိုင်းအတွက်လည်းအားဖြစ်တယ်အဲ့တော့ကိုကိုရိုင်းအလင်းပေးတာတဲ့ကိုကိုရိုင်းလည်းလင်းရအောင်လုပ်တယ်ပဝန်းကျင်ကလူတွေကိုလည်းပဲအလင်းရအောင်လုပ်တယ်ဒါသည်လည်းအဲစုဖွဲ့မှု ကောင်းတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ဒီအပွဲထဲမှာကညီနိုင်မယ်အတန်းနဲ့တယောက်ထောက်ပြမယ်ပြီးတော့လမ်းချောင်းကောင်းတာတစ်ခုပြန်ရှာမယ်ဒါမျိုးတွေလည်းလုပ်လို့ရတယ်နောက်တစ်ခုကပေါင်းသင်းဆက်ဆံရေးပေါ့နော်ပေါင်းသင်းဆက်ဆံရေးဆိုတာဒီကျွန်တော်တို့ကစကားပြောတာတစ်ခုလည်းမဟုတ်ဘူးတယောက်နဲ့တယောက်အပြန်အလှန်နားလေတာဒီပေါင်းသင်းဆက်ဆံရေးဖြစ်တယ်ပေါ့နော်